်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်သခင်ရဲ့ခြေတော်ကိုချီးမွမ်းပါတယ်သင်ဤကောင်းကင်ဘုံဗန္နာဆိုတဲ့ကောင်းစဉ်နဲ့မတဲအခန်းကြီး6အငယ်19ကနေ20ကိုဆင်ခြင်သွားကြပါတယ်။တန်ချီပိုးရဖြစ်စည်း၍ တခိုးထွင်းဖောက်ခိုးယူရာမြေကြီးပေါ်မှာပန္နာကိုမစီးဘူးကြနဲ့တန်ချေးပိုးရမပြတ်စည်း၍တခိုးမထွင်းမဖောက်မခိုးမယူရာကောင်းကင်ဘုံ၌ပန္နာကိုစီးဘူးကြလောဒီနေ့ဆင်ကျင်သွားမယ့်ဒီနှုတ်ကပတ်တော်ကတော့ကျွန်တော်တို့ယုံကြည်သူဖျားသခင်ရဲ့သာသမီတို့ရဲ့အသက်တာမှာဖျားသခင်ပေးထားတဲ့အရင်အမြတ်တွေကိုဘယ်လိုသုံးစွဲကြရမလဲဆိုတာနဲ့ပတ်သက်ပါတယ် ကျွန်တော်တို့ရဲ့ချမ်းသာမှုကိုဘယ်မှာမြုပ်ငံမလဲဆိုတဲ့ရွေးချယ်ခွင့်ကကျွန်တော်တို့မှာရှိပါတယ်။အခုလောကမြေကြီးပေါ်မှာဒါမှမဟုတ်ထာဝရကာလကောင်းကင်ဗန္နမှာရွေးချယ်မြုပ်ငံဖို့နိလန်နှစ်ခုရှိနေတာပဲဖြစ်တယ်။သခင်ယေရှုခရစ်တော်ကစီးစိမ်ဥစ္စာကိုဆန့်ကျင်နေတာမဟုတ်ပါဘူး။စီးစိမ်ဥစ္စာဆိုတာအပြစ်ဖြစ်တယ်ဒါမှမဟုတ်ချမ်းသာတဲ့သူဟာမကောင်းတဲ့အကြောင်းသူတွင်တင်ခဲ့တာမဟုတ်ပါဘူး။ မြေကြီးဆိုင်ရာစီစဉ်အဥ္စာဆိုတာက တခဏတာတာဖြစ်တဲ့အကြောင်းကျွန်တော်တို့ကိုတတိပေးနေခြင်းသာဖြစ်တယ်ကျွန်တော်တို့ဘလောက်ပဲကြိုးစားလှုပ်ဆောင်ပါစေငွေဘလောက်ပဲများများရနေပါစေအရာကိုထာဝရကာလတိုင်အောင် ကျွန်တော်တို့နဲ့အတူယူမသွားနိုင်ဘူးဆိုတာကိုသူကသွန်သင်နေခြင်းပဲဖြစ်တယ်ကျွန်တော်တို့ပိုင်ဆိုင်တဲ့ငွေကြေးတွေကိုပမာအနံနိုင်ခြင်းလုပ်ငန်းတစ်ခုခုမှာရှယ်ယာအနေနဲ့ယင်းနီမြုပ်နိုင်နိုင်ခြင်းတွေဟာယာယီပဲဖြစ်တယ် ဲ့ဒါတွေကခြားကိုက်စားသွားတာတွေတခုခိုးသွားတာတွေမတရားလူယူဖြက်စီးခံရတာတွေကြောင့်ဤအမျိုးမျိုးအားဖြင့်ပျက်စီးသွားနိုင်ပါလေအကြောင်းတစ်ခုခုကြောင့်လူပဝဆူဆောင်းခဲ့ရတာတွေဟာတခဏချင်းမှဆုံးရှုံးသွားလိမ့်မယ်ဆိုတာဘသူတွေကကြိုတင်ပြီးတော့သိနိုင်ကြမလဲထာဝရကာလတည်မြဲတဲ့တခုတည်းသောယင်းနီးမြုပ်နံမှုကတော့ဘုရားသခင်ရဲ့နိုင်ငံတော်အတွက်မြုပ်နံထားခြင်းပဲဖြစ်တယ် ျွန်တော်အနေနဲ့ဒါဝရယင်းနီးမြုံနံနိုင်တာနဲ့အမြအဲ့ဒီယင်းနီးမြုံနံမှုဟာထာဝရတည်မြဲနေမှာဖြစ်ပြီးတော့ဘေရောမှဆွေးမြေ့ခြင်းတန်ကြီးတက်ခြင်းချကိုက်ခြင်းဒါမှမဟုတ်သူ့ရဲ့အဖို့တန်မှုကဆုံးရှုံးသွားမှာမဟုတ်ပါဘူးကျွန်တော်ရဲ့ကောင်းကင်ဘုံပိုင်ဆိုင်မှုတွေဟာပြောင်းလဲတဲ့လူအသက်တာတွေပြန်လည်ထူထောင်တဲ့မိသားစုတွေနဲ့ဘုရားသခင်ရဲ့နိုင်ငံတော်တွေကိုဝင်ရောက်လာစေမဲ့ထာဝရဝိညာဉ်တွေကိုပြန်လည် ရရှိစေတာပဲဖြစ်တယ်။ဒါတွေကိုဘုရားသခင်ကသူပိုင်ထိုက်တဲ့ဗန္နာတွေအနေနဲ့လဲနှုတ်ကွက်တော်မှာပေါ်ပြထားပါတယ်။ဘုရားသခင်ကသူရွေးကောက်တဲ့ဣတိလလူမျိုးကိုထွက်မြောက်ရာခြံအခန်းကြီးဆက်ကိုအငယ်၅မှာသူပိုင်ထိုက်တဲ့ဗန္နာဖြစ်တဲ့အကြောင်းကို ထို့ကြောင့်ယခုတွင်သင်တို့ဒီငါစကားကို အမှန်နားထောင်၍ငါပဋိညင်ကိုစောင့်ရှောက်လင် အခြားသောလူမျိုးတကာတို့ထက်သင်တို့ဒီငါပိုင်ထိုက်သော ဗန္ဒာတော်ဖြစ်ရကြလိမ့်မည်။မြေကြီးရှိသမျှသည်ငါဤဥစ္စာဖြစ်၏လို့ဖော်ပြထားပါလေ။ဒီနေ့သခင်ကတော်ယေရှုအားဖြင့်ဘုရားသခင်ရွေးကောက်တဲ့သူတွေဟာလည်းပဲဘုရားသခင်ရဲ့ကောင်းကင်ဘုံနဲ့ဆိုင်တဲ့ဗန္ဒာပဲဖြစ်တယ်။ကောင်းကင်ဘုံဗန္နာအတွက်ယင်းဤမြုံနံမှုဆိုတာကကျွန်တော်တို့ပိုင်ဆိုင်တဲ့ဗန္နာငွေကြေးတစ်ခုတည်းကသာယင်းဤမြုံနံဖို့ဆိုလိုနေတာမဟုတ်ပါဘူးကျွန်တော်ရဲ့အချိန်နဲ့စွမ်းရည်တွေကိုလည်း ယင်းနီမြုံနံခြင်းလဲပါဝင်ပါလေကျွန်တို့ရဲ့အချိန်ဗန္နာနဲ့စွမ်းရည်ငွေကြေးတွေကိုဖျားသခင်ရဲ့နိုင်ငံတော်မှာယင်းနီမြုံနံမှုဟာထာဝရကာလတလျှောက်လုံးအတွက်အကျိုးအမြတ်ဖြစ်စေမယ်ဆိုတာကျွန်တော်တို့စိတ်ချနိုင်ပါလေထာဝရယင်းနီမြုံနံမှုတွေဟာထာဝရစုလက်တွေကိုပြန်လင်းပြောင်းမှယူဆောင်ပေးလာမှာဖြစ်တယ်ထာဝရကာလအတွက်မြုံနံထားတဲ့အခါမှာကျွန်တော်တို့ရဲ့ဗန္နာဟာဘယ်တော့မှပျက်စီးယူရင်းသွားမှာမဟုတ်တလို့တန်ဖိုးလဲ ကြာသွားမှာမဟုတ်ပါဘူးဘယ်တော့မှမပျက်စီးစေနိုင်တဲ့အကြောင်းကိုဂတိတော်ကပေးထားပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဝန်ခံအသက်ရှင်သွားဖို့ကကျွန်တော်တို့ရဲ့အချိန်ပန်းနာစွမ်းရည်တွေကိုဘုရားသခင်ရဲ့နိုင်ငံတော်မှာယဉ်နီမြုပ်နှံသွားမယ်ဘုရားသခင်ကကျွန်တော်တို့ရဲ့သူ့စီမှာယဉ်နီမြုပ်နှံမှုတွေအတွက်စုချလိုက်မယ်ကျွန်တော်တို့ရဲ့မြေကြီးဗန္နာဟာတပြေးပြေးချင်းဒါမှမဟုတ်ချက်ချင်းပျောက်ကွယ်သွားနိုင်တယ်။ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံဗန္နာတွေကတော့ထောင်ရတည်လိမ့်မယ်။ ပြားခဲ့ငါကျွန်တော်ရဲ့သူ့နိုင်ငံတော်မှာယင်းဤမြုံနှံမှုတွေကိုအမှုတော်ဆောင်ဖို့နဲ့တခြားသူတွေကိုခရစ်တော်စီကိုယူဆောင်လာဖို့အတွက် ပြန်လဲအသုံးပြုပါလေ။ထာဝရကာလပတ်လုံးကောင်းကင်ဘန္နာကိုကျွန်တော်တို့တို့ထားမယ်။ဂျာနာဆင်ချင်ခဲ့တဲ့သူတိုင်းပျက်စီးသွားမယ့်လောကမှာချမ်းသာကြွယ်ဝမှုတွေကိုယင်းဤမြုံနှံသွားပြီးတော့တနည်းတစ်ချိန်ချိန်မှာပျက်စီးသွားတာထက်ပြားခင်ရဲ့နိုင်ငံတော်အတွက်ယင်းဤမြုံနှံခြင်းကြောင့်ထာဝရဘန္နာတွေကို လက်တွေ့ပိုင်ဆိုင်နိုင်ကြဖို့ဘုရားသခင်ကအသက်တပံကောင်းချီးပေးနေပါစေ။အာမင်။ဤခေါ်တဲ့နှုတ်ပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်။